ကြာသာပတိနေ့မွေသူအလုံးမင်္ဂလာပါ2025ခုနှစ်ဇူလ22ရက်နေ့နေ့30ရက်နေ့အတွင်းအပြိုင်ဆိုင်အလုံးကိုကျော်ပြီးဘဝတိုးတက်မယ်ရှင်မကြအောင်မြင်မယ်နာမည်ကျော်ကြမယ်ကိုလိုသမျလူသိထင်ရှားဖြစ်မယ်ကိုယ်ပေါ်မှာလူများအာယုံစူးစိုက်နေလိမ့်မယ်အပြိုင်ဆိုင်ကြတိုးတက်မယ်ငွေကြေးတော့အဖက်မတင်ဘူး သုံးဆွဲလူစိတ်တွေတဖွားဖွားပေါ်ပေါက်နေမယ်။စုဆောင်မှုတဲ့သုံးဆွဲဖို့ကိုဦးစားပေးပြီးတော့စိတ်ကူးတဲ့ပြင်စုထားတဲ့ပိုက်ဆက်တွေကယူပြီးအောင်သုံးပြတ်တတ်တယ်။ငွေကြီးအပေးယူကိစ္စတွေမှာလည်းအငင်းပွားတတ်တယ်။အလုပ်ဖို့ကိစ္စတွေကြုံမဲ့ရှင်ပြန်မှုနဲ့ဘဝမှာဆောင်ရွက်သမျှထိုးပေါက်ပြီးအောင်မြင်နိုင်တဲ့ကံအကျိုးပေးတဲ့ကံတွေလည်းပေါ်ပေါက်မယ်။ ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေပွဲ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေပွဲ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။နစနီယနီယဒုသမရည်ရွယ်သမအရာရာစင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ် 23ရက်နေ့မှာပြဿနာဟောင်းနေဖြစ်ရှင်းရမယ်ပြီးရင်တူတူကြကြတိုးတက်သွားမယ်24ရက်နေ့ကစမ်းဖွင့်ခြင်းကံကောင်းခြင်းမိသားစုနဲ့ပတ်သက်သောကောင်းသတင်းကြားသိရမယ်25ရက်နေ့မှာလူမျိုးခွဲချိုးပေးမယ်အရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ချိုးပေးမယ်သွာလာနေတဲ့ကူးဆက်ပဲအရှိရကုန်တည်သွားစရင်ရှိတတ်တယ်မနေ့ခုနိုင်ခွဲနဲ့9နိုင်တွင်သွာလာကူးဆက်26ရက်နေ့မှာငွေဝင်မယ်လူရပြည့်စုံမယ်အခက်အခဲဖြစ်ရှင်းနိုင်မယ် ဒါပေမဲ့မတော်ဆညေကိုအရှိတောင်ရက်ကိုဒီသွားစဉ်ဖြစ်တတ်တယ်။ယနေ့၃နိုင်နဲ့၄နိုင်ခွဲတွင်သတိထား။29နှစ်ရရန်ကိုဖြစ်နေရတတ်တယ်။၎င်းနေကိုပฏิပက္ခတွေနဲ့ထိတိုက်တွေ့မယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေပြက်တယ်။28နှစ်ဆုံးဖြတ်ချက်မှန်တယ်ရည်ရွယ်ချက်အောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်။၂၉ရက်နေ့မှာတပြိုင်တည်းတစ်ခုနဲ့မကတဲ့တို့တွေလှုပ်ပြီးတိုးတက်မယ်၃၀ရက်နေ့ လောသမျှချောမွေ့ခြင်းအောင်မြင်ခြင်းဘဝတွတ်တက်ခြင်းနေကြောမယ်29နှစ်နဲ့30ရဲ့နေတည်းကခေါင်းစည်းခေါင်းလျှော်ပြုတ်လို့ရတယ်အဲ့ဒီပြင်အဲ့ရက်တွေမှာသပင်ပုံစံပြောင်းလိုက်ရင်ထူးခြားတဲ့ကောင်းခြင်းကံတွေပေါ်ထွန်းလာနိုင်မယ်ဒီကလအတွင်းမှာတနင်္လာနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတနင်္ဂနွေဘုသူမွေးသူတွေဒုက္ခပေးတတ်တယ်တလေးကိုကနံကျိုးပေးတယ် အညိုရောင်ပြာရောင်မိခိုးရောင်တို့ဝစ်စစ်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါကောင်းသောကံကြမ္မာများရစေရန်လို့ငါအိမ်ဒီပါမှာရှိတဲ့ဖုန်းတော်ကြီးကြောင့်ပါစံလူဒါနာပြုပါကျေးဇူးတင်ပါတယ်